ကဲညီကိုများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီကားလေးအကြောင်းနည်းနည်းပြောပြချင်လို့ပေါ့နော်အဲဒီကားကဘာလဲဆိုရင် BMW E60 ပေါ့နော်အင်ဂျင်ကတော့ M50 ခွန်ကိုသုံးထားတယ်ဒီအင်ဂျင်ကဟိုကျွန်တော်တို့ diesel ၆လုံးလို့ပေါ့ ိုတော့အဓိကပြောချင်တာကဒီကားရဲ့ဖြစ်ရတဲ့ပြဿနာအကြောင်းရင်းကဘာလို့လဲဆိုတော့ customer ပြောပုံအရာကတော့သူကအင်ဂျင်ခန်းထဲကနေပြီးတော့မှပေါက်ကွဲတန်တခုဒါသူ့ရဲ့စကားတိုင်းပြောမယ်ဆိုရင်ပေါက်ကွဲတန်တခုကြားတယ်ပြီးရင်မိခိုးတွေအများကြီးထွက်လာလို့ဆိုပြီးတော့အဲကျွန်တော်သူဆက်ပြီးတော့မမောင်းတော့ဘူးမမောင်းတော့ပဲနဲ့ကျွန်တော်တို့ရက်လိုက်တယ်ပြီးလို့ရှိရင် grain နဲ့ကျွန်တော်တို့စီကိုပို့တယ်ပေါ့နော်အဲဒီကားအဲ့တော့ ဟိုပောက်ကွဲတန်ကြားတယ်ဆိုရုပ်တရားအပြင်တို့ကျွန်တော်တို့ထင်ခဲ့တာကျွန်တော်တို့ဟိုပီစီဘာပိုက်တွေပါတွေပွင့်ထွက်သွားတဲ့အခါမှာဆိုလို့ရှိရင်မိခိုးတွေလုံးလိုက်ထွက်လာတတ်တယ်အဲအဲ့ပုံစံမျိုးလို့ကျွန်တော်ကပရမတ်ကယူဆထားတာဒါပေမဲ့ရောက်လာတဲ့အချိန်မှာအရင်ဆုံးကျွန်တော်တို့ဘောနပ်ဖွင့်ကြည့်တာနဲ့တပြိုင်တည်းဗာတွေ့ရလဲတော့ဒီမှာကျွန်တော်တို့ရေစရင်နာတွေဒီမှာတွေ့ရလားမသိဘူး ရေစားတွေတွေ့လို့မို့ဒါကတော့ကျွန်တော်တို့ရေလိုင်းအဲပိုက်တွေပါတွေကွဲပြီးဆိုပြီးတော့ကျွန်တော်ကနေဦးကယူဆထားတာအဲမှာဘာဖြစ်လဲဆိုတော့ကကျွန်တော်ပိုက်တွေပါတွေကိုကွဲတဲ့ပြုတ်တဲ့နေရာကိုကြည့်တယ်ကြည့်တဲ့ရှိခါရှာတဲ့ခါမှာကျွန်တော်လည်းပိုက်တွေကလည်းကွဲတာတော့မတွေ့ဘူးဘယ်မှာသွားတွေ့လဲဆိုတော့ကျွန်တော်တို့ရေပြန်ဘူးကိုကြည့်တဲ့ခါမှာရေပြန်ဘူးတွေကတော့ကျွန်တော်တို့ရေကတော့လုံးဝနီနီတော့မရှိတော့ခမ်းသွားပြီပြီးတော့ကူလန့်သုံးထားတာလည်းမဟုတ်ဘူးပေါ့နော်အဲတွေ့ရမယ်ထင်တယ်ကျွန်တော်တို့ရေချိုးတယ်ဘယ်ကဖြစ်လဲဆိုတော့ကကျွန်တော်ကွဲထွက်တာကဒီကကွဲထွက်တာဒီရေပြန်ဘူးကနေကွဲထွက်တာ ပုံမှန်ပြဆိုလို့ရှိရင်ကျွန်တော်တို့စီမှာလုပ်တဲ့ကားတွေအားလုံးနီးပါးကကျွန်တော်တို့ရေလိုင်းနဲ့ပတ်သက်ပြီးလုပ်ကြပြီဆိုရင်ဒီရေပြန်ဘူးတွေပါတွေပါလဲတယ်ဘာလို့လဲဆိုတော့ပလတ်စတစ်ဘူးတွေဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကြာရှည်ဟီတွေပါတွေတို့မခံနိုင်ဘူးဆိုတဲ့ပြီးတော့ကျွန်တော်တို့ကဒီရေပြန်ဘူးတွေဟောင်းနေရင်တော့လဲတယ်နောက်ထပ်တစ်ခုပါရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ပိုက်တွေကတအားမှန်နေပြီအတန်ကြားလားမသိဘူးအထဲမှာရေချိုးတွေကြိုက်ပြီးတော့မာသွားပြီ ဒါပဲဒီတစ်ပိုက်ဖဲလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့အောက်ကပိုက်သေးတွေလည်းအတူတူပဲအဲကျွန်တော်တို့အောက်ကဟိုအော်တိုဝိုင်းကူလာဘူးသွားတဲ့ဟာမှလည်းအတူတူပဲအဲ့လိုပေါ့အဓိကကဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်အဒီမာကကွဲသွားလို့ဆိုတဲ့ပြီးတော့ကျွန်တော်တို့ကအခုပြောတဲ့ဂျေရီယာအင်ဂျင်ဘက်ကိုရောက်တယ်ရောက်တဲ့ခါမှာတို့ချင်းအင်ဂျင်လေးပါရှောက်ဖြန်းပြီးတဲ့ခါမှာအငွေ့တွေထွက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနေရာမှာဒါပဲကွဲတာဘူးပဲကွဲတာဆိုပြီးယူဆပြီးတော့ဘူးကိုပဲလဲပေးလိုက်တယ်ဆိုလို့ရှိရင် အဲကျွန်တော်တို့စဉ်းစားကြရရှိတာကဒီဘူးကတက်တန်းကြောင့်꿰တာမျိုးဆိုရင်တော့ကိစ္စမရှိဘူးမဟုတ်ဘူးအင်ဂျင်မှာ overheat တခုခုရှိလို့မဟုတ်ဆိုပါဆိုပုံမူမမှန်တဲ့လက္ခဏာတခုခုရှိလို့မဟုတ်꿰တာမျိုးဆိုလို့ရင်ကျွန်တော်တို့ကဘူးလဲယုံနေမပြီးတော့ပဲနောက်ဆက်တွဲတွေကိုပါကျွန်တော်တို့ကရှာရမှာပေါ့နော်ဥပမာပြပြောမယ်ဆိုလို့ရှင်လဲဖမ်းမလဲလို့ဖြစ်တာလားဒါမှမဟုတ်လို့မဟုတ်ရင်ကျွန်တော်တို့လေခိုလို့ဖြစ်တာလားဒါတွေအများကြီးစဉ်းစားကြရရှိတယ်ပို့ပြီးတော့စိုးတာကဒီမဲ့ဒါတွေဆိုရင်လဲထားတာမကြသေးဘူးတေချာကြည့်ရင်တွေ့ရမယ်ပြီးတော့ကျွန်တော်တို့ဟိုးအထဲမှာ အဲအထဲမှာကျွန်တော်မီးပွင့်လိုက်တယ်မြင်ရမလားတော့မသိဘူးဟိုအထဲမှာဆိုလို့ရှိရင်လည်း တွေ့ရလားမသိဘူးရေစားတယ်အများကြီးပဲရှိတယ်အဲ့ဒါတွေကလည်းပဲငိုတော့ငါအဟောင်းလားဒါမှမဟုတ်အခုမှထပ်ပြီးတော့ယိုတဲ့အစ်စ်လားဆိုတာမသိရအောင်အိုက်ပိုက်ခေါင်းတွေကကျွန်တော်တို့ရေခေါင်းတွေကလဲထားပြီးသားတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ရေယိုတဲ့လက္ခဏာတွေကတွေ့နေရတယ်အဲ့လိုရေယိုတာတွေဒစိမ့်စိမ့်ယိုတာတွေများပြီးတော့ over heat ဖြစ်သွားသလားဆိုတာလည်းစဉ်းစားရမှာရှိတယ်အဲဒီဟာကိုအဓိကပြောချင်တာပြီးတော့ကျွန်တော်တို့ scan စစ်ကြည့်တဲ့အခါမှာလောလောဆယ်အခြေအနေကမပြုတ်ပြင်ခင်မှာဘာမှမလုပ်ရသေးခင်အခြေအနေမှာစကန်စစ်ကြည့်တဲ့အခါမှာအင်ဂျင်ဘက်မှာကျွန်တော်တို့ကို73ခုရှိတယ်အဓိက ကတော့သူကတော့ global နဲ့ပတ်သက်တဲ့အရာတွေတော့အရန်ကြီးမိတိတ်ပြီးတော့ဟဲပြီးတော့မဟုတ်ဘူးပေါ့နော်အဲပြီးလို့ရှိရင်ဒါတွေကမဖြစ်မနေပြန်ရမယ်ဟာလေဟုတ်ချင်မှဟုတ်မယ်ဒါအခြေအနေအင်ဂျင်ရဲ့အခြေအနေကကျတော့ဟိုအဓိကကျွန်တော်တို့ကြည့်ကြရသလိုချင်းဖန်ရှိတယ်ဒီမှာဟိုဖန်နဲ့ပတ်သက်တဲ့အကုတ်တွေရှိတယ်ပြီးလို့ရှိရင် MF နဲ့ပတ်သက်တဲ့ကုတ်တွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာသလိုချင်းရင် ကြံတဲ့အပိုင်းတွေကတော့ heavy ဖြစ်တဲ့ဟာတွေပါတွေတိတ်ပြီးတော့ရှိနေတာမဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့ဒီမှတ်တမ်းတစ်ခုကိုကျွန်တော်ကလောလောဆယ်မှာယူထားတာဒီသဘောတရားကိုပြချင်တာ ။ဘာလဲဆိုတော့အဓိကကျွန်တော်တို့ပညာသင်နေငယ်သေးတဲ့ညီကိုတွေကိုပြောချင်တာကအာကျွန်တော်တို့အခုလိုမျိုး overy ဖြစ်တဲ့ကားတွေကိုအကြောင်းမျိုးမျိုးကျွန်တော်တို့ကအာရှာပိုရပြီးစစ်ဆေးရပြီးဆိုလို့ချင်းဖြစ်နေတဲ့အရာတစ်ခုတည်းကိုကြည်လို့မရဘူးဆိုတဲ့အကြောင်းကိုပြောပြတာပါ။ငယ်သေးတဲ့သူတွေအတွက်ပေါ့နော်။ကျွန်တော်တို့ကဒီဘူးမကောင်းလို့ဆိုပြီးတော့ဒီဘူးလေးပဲလဲလိုက်တယ်ဆိုရင်တခြားအရာကြောင့် overy ဖြစ်နေခဲ့တယ်ဆိုရင်ကျွန်တော်တို့ကအထက်ပြီးတော့ကျွန်တော်တို့လုတ်ပြီးမှလည်း overy ဖြစ်တာပဲဆိုတော့နာမည်ကတွင်သွားမှာ။ ဆိုတော့အဲ့လိုမျိုးမဖြစ်ဖို့ဆိုရင်ကျွန်တော်တို့က customer စီကိုတည်တည်ချာချာကျွန်တော်ဓာရီရင်လဲလဲလဲဟိုလိုအပ်တဲ့ဟာတွေပိုက်တွေလဲရရှိရတွေလဲရမယ်ပြီးပြီဆိုမှအရင်ကဘာကြောင့် over ကြီးဖြစ်တယ်လဲဆိုတာတွေဥပမာဖမ်းမလဲတာမျိုးလားလေးခိုးတာမျိုးလားရေယူတာမျိုးလားဒီလိုခြေနေတွေကြောင့်ဟိုဘာကြောင့် โอวาฮีဖြစ်တယ်လဲဆိုတာကိုရှာရှာပြီးပြီဆိုမှအကုန်လုံးတေးချလုတ်တင်နေဆိုတဲ့အကြောင်းကို customer back ကိုတော့ပြောဖို့လိုတာပေါ့နော်အခုဒီမှာသူတို့ချင်းကြည်လိုက်ဒါဒါရေတွေပွင့်ထွက်လို့ဖြစ်ထားရတယ်ဒီမှာအာ EGR cooler တွေပေါ်လဲရေတွေအကုန်ရောက်ကုန်ထားတာနဲတာမဟုတ်ဘူးပေါ့နော်အဲဒါကိုပြောချင်တာပါပြီးတော့ဒီမဲ့စီနေတာက BMW အာ coolant တော့မတုံးဘူးတော်တော်ဆိုးဆိုးပဲအခြေအနေကအမှန်ဆိုလို့ရှိရင် coolant တခုဘာမှလည်းဒီကားတွေရဲ့အခြေအနေနဲ့ဆိုရင်မရှိဘူးဗျာ လဲလိုက်ရင်ပြီလို့ပိုဆိုးတာနောက်ထပ်တစ်ခုပြเสียရရှိတာဘာလဲဆိုကားစီယူတာတွေလည်းအများကြီးပဲဒီမှာကျွန်တော်အောက်ကနေပြီးတော့အကုန်ခွာကြည့်တဲ့အခါမှာစီယူတာတွေရတယ်များတယ်စီတွေကဘယ်ရယူလဲဆိုလို့ရှိရင်အဒီကားတွေရယူနေကြနေရာတွေဖြစ်တဲ့ကျွန်တော်တို့တာဘိုရဲ့အထွက်ဒါဘူကနေထွက်ပြီးတော့ကျွန်တော်တို့ intercooler ဘက်ကိုဝင်တဲ့ pipe ကနေပြီးတော့မှယူတာတွေများတယ်ပြီးရင် power pipe တွေယူတာတွေရှိတယ်ပေါ့နော်ဒါတွေကိုတော့ကျွန်တော်တို့ကတိကျပြန်ပြီးတော့ကြည့်ရမယ်အဲ pipe တွေကဟိုပုံမှန်ယူတာမျိုးဟုတ်သလားမဟုတ်ဘူးလားဆိုတာတွေကိုလည်း power seal ကိုကြည့်တော့လေ ပါဝါစီကတော့ရှိတယ်ဆိုဆိုတဲ့အခါကျွန်တော်ကြည့်ရတာအဲပါဝါပိုက်ကိုကလောလောဆယ်မစီသေးပဲကျွန်တော်တို့ကကြည့်ရတာဖြစ်တဲ့အတွက်အင်တာကူလာကနေပြီးတော့အင်တာကူလာဘက်ကိုဝင်တဲ့ပိုက်ကနေပြီးတော့မှယူကြပြီးတော့ကျွန်တော်တို့ပါဝါပိုက်ပေါ်ကိုစီးကြတယ်လို့လောလောဆယ်တော့ယူဆထားတယ်ပေါ့သဘောတရားကတော့ဒါက customer ဘက်ကို reply မလုပ်ရသေးခင်မှာညီကိုတို့ကိုအရင်ဆုံးပြပေးတာကြည့်တဲ့အခါမှာဒီမင်းတို့ဒီလိုမျိုးလေးမတင်မတ်တာတွေထပြီးတော့ဖြစ်တာတွေပွဲထွက်သွားတာဒါလေးကိုပြပေးတာပါအားလုံးကိုကျေးဇူးပါ